အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကိုက်လက်နူးနူးလေးတွေရှိနေတာနဲ့ဝါဖြစာအတွက်ကိုက်လက်ပေါင်းလေးပြုလို့ဖြစ်ပါတယ် channel လေးကို like subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်လို့ဒီခေါင်းလောင်းလေးနေထားဖို့မမေ့နဲ့နော်ကိုက်လက်အရွယ်နူးနူးနစီကိုတင်ပြီးတော့မှရေစစ်စကားစစ်ထားပါတယ်မွေးစံအစိမ့်မုံတထုပ်150 gram ကိုအသုံးပြုပါမယ်ရှင်အရာတာအတွက်ဟင်းချုံမုံဒါမှမဟုတ်ရင်ဟင်းခမုံအနေနဲ့ထည့်ပေးပါမယ်။စားနှစ်ဖက်စုံတစုံထည့်ပေးပါမယ်။ ရေဘဲစံတော်ထောင်းနှစ်ပြည့်စုံသုံးလေးစုံခန့်ထည့်ပေးပါမယ်ရှင်။ရှမ်းပဲပုတ်ချက်ထောင်းပြီးတော့မှတပြည့်စုံတစ်စုံနှစ်စုံထည့်ပေးပါမယ်။ဂျင်းလေးကိုထောင်းပြီးတော့မှလက်ပြည့်စုံတစ်စုံနှစ်စုံခန့်ထည့်ပေးပါမယ်ရှင်။ခရမ်းချင်းဒီတလုံးကိုစိတ်ပြီးတော့မှထည့်ပေးပါမယ်။ပြီးရင်တော့အားလုံးနဲ့ဆက်သွားအောင်လို့မွေပေးပါမယ်။ ဆံမုံလေးနဲ့ကိုက်လည်ရွက်ကလေးတွေအားလုံးနဲ့ဆက်သွားအောင်လို့ရေချဲအီလီကိုလည်းလက်ခုပ်နှစ်ခုပ်သုံးခုပ်စာလောက်ထည့်ပြီးတော့မှတမတော်အောင်မွေပေးပါမယ်နော် အလုံးနေတာတမသွားပြီဆိုရင်တော့စားအချို့အရသာလေးမြင်ကြည့်ပါမယ်။အရသာအနေတော်ပဲဆိုရင်တော့ကျမတို့ရင်းနှွေးငွေလေးနဲ့ပေါင်မယ်။ပေါင်းချောင်ထဲမှာနေရာချပေးပါမယ်ရှင်။ပြီးရင်တော့အဖုံဖုံပြီး25မိနစ်ကနေမိနစ်30ခန့်ရင်းနှွေးငွေလေးနဲ့ပေါင်းပေးပါမယ်ရှင်။ ပေါင်းပြီးသွားတဲ့ကြိုက်လံပေါင်းလေးတွေအပေါ်မှာချက်တွန်ဖြူစီချက်မြင်းများလေးထည့်ပေးပါမယ်နော်ပြီးရင်တော့ငရုတ်သီးစီချက်ကလေးထည့်ပြီးတော့မှတက်ခင်းသုံးဆောင်နိုင်ပါပြီရှင်ကုန်ကြစည်းလေးသက်သာတယ်လို့အရသာရှိတဲ့ကြိုက်လံပေါင်းလေးကိုဝါဖြည့်စွာအတွက်ပြုလုပ်ထားတာဖြစ်ပါတယ်အိမ်မှာအတူလိုက်လုပ်ကြည့်ပြီးအားလုံးအဆင်ပြေကြပါစေရှင်စာဝတ်စုံမလို့နေလေးတွေကိုပတ်စင်တက်ဆက်သွားမှာမလို့ channel လေးကို like subscribe လုပ်ပြီးအားပေးကြပါအောင်เนาะ see you in the next video thank you